မင်္ဂလာပါဘာမားရီဗော်လူရှင်းမှကြိုဆိုပါရယ်မြောင်းပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကော့ဂရိတ်ပေါင်နဲ့ဆလင်းကြီးမျိုးနယ်ရှိကျေးရွာမြောက်စစ်တပ်ကဝိုင်းအတွက်ဂျက်ဖိုက်တာစက်တက်လေးဒီများရဲ့ဂုံးကျဲတိုက်ခိုက်မှုနေအိမ်များပျက်စီးပြီးပြည်သူများခွက်ပြေးတိမ်းရှောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ကော့ဂရိတ်မျိုးနယ်အတွင်းရှိကျေးရွာမြောက်အကြံပတ်စစ်တပ်ကဝိုင်းတွဲလေရင်ဖြင့်ဂုံးကျဲတိုက်ခိုက်ခြင်းကြောင့်ဖုံးကြောင်စားသွင်းကြောင်များနဲ့နေအိမ်များ ပြက်စီးပြီးပြည်သူများခွဲပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်။အော်တိုဘားလ20ရက်နေ့ညနေ4နာရီခန့်မှစတင်ပြီးအကြံဘစစ်တပ်ကကော်ဂရိတ်မျိုးနဲ့ခိပိုးဆန်ရွာကိုဝိုင်တွဲလျင်ဖြင့်ပုံ30ကျော်ကျေချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြံဘစစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းကျေးရွာအတွင်းရှိဟုံးကြီးကျောင်းစာသင်ကျောင်းများနဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ပြီးပြည်သူများလည်းဘေးလွတ်ရာခွဲပြေးတိမ်းရှောင်နေရကြောင်း တိရှိရပါတယ်။ခေပေါ်ဆိုင်ရွာကိုဝိုင်းတွဲကဘုံ၃၀ကျော်ကျဲဆပ်တိုက်ခိုက်သွားတာပြည်သူတွေလည်းအကုန်လုံးတိမ်းရှောင်နေရတဲ့စစ်ဆောင်ပြည်သူတွေလည်းထပ်ပြီးတော့တိမ်းရှောင်နေရတဲ့ဂျွာတွေကခုံကြီးကြောင့်စာတင်ကြောင်းနဲ့နေအိမ်များလည်းပျက်စီးတယ်လို့သိရတယ်လို့ဒေသခံပြည်သူတကူကပြောဆိုပါတယ်။အလားတူမကွေးတိုင်းပေါင်းမြို့နယ်ကြောက်ထက်ရွာအနီးတစ်ဝိုက်ကိုလည်းအကြမ်းမဲ့စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်။အော်တိုဘလ22ရက်နေ့ညနေ9:50မိနစ်က ောင်းမျိုးနဲ့အနောက်ရှမ်းရှိကြောင်းထစ်ကြီးရွာအနီးတစ်ဝိုက်ကိုတရာဟုလေတမတက်လာတဲ့အကြံမစစ်တရက်ဂျက်ဖိုက်တာတစ်စီးကဘုံကျဲတိုက်ခိုက်သွားကြောင်းအကြံမစစ်တရက်ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်ထို့ပြင်စကိုင်းတိုင်းဆလင်းကြီးမျိုးနယ်ကိုလည်းအော်တိုဘာလ22ရက်နေ့ည7:30နာရီ30မိနစ်ကနာမခါမှာတက်လာတဲ့စက်တက်လေဒီတစ်စီးကဘုံကျဲတိုက်ခိုက်သွားကြောင်းအကြံပတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုအခြေအနေကို အတိပြုနိုင်ခြင်းမရှိပေကြောင်းသိရှိရတယ်။အကြံမဲ့စစ်တပ်ကဆလင်းကြီးမျိုးနဲ့အတွင်းမြေပြင်မှလည်းစစ်ကြောင်းထိုးနေပြီးကျေးရွာများအတွင်းလက်နက်ကြီးများစစ်တပ်လေထီးများဖြင့်နေစဉ်ပုံကျဲပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းမြေပြင်စစ်ကြောင်းကလည်းစေတဲရွာသားနှစ်ဦးကိုဖမ်းဆီးပြီးတပ်ဖြတ်ထားပြီးခံပူးရွာဘုံကြီးကျောင်းကိုပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့အသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မြောင်းဒုတိယသတင်းတပုတ်အနေနဲ့စစ်တပ်ကစစ်မှုထမ်းတပ်သားများကိုဝင်းရစေဝါတုံးဆွဲကွင်းပေးထားဟု အလင်းဝင်စစ်မှုတန်းတက်တာအောင်ကျော်ဖွင့်ဟဝန်ခံဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ကစစ်မှုတန်းတက်တာများကိုမူရစေဝါသုံးဆွဲခွင့်ပေးထားကြောင်းအလင်းဝင်စစ်မှုတန်းတက်တာအောင်ကျော်ကဖွင့်ဟဝန်ခံပါတယ်အော်တိုဘလာ၁၉ရက်နေ့စစ်မှုတန်းတက်တာတဲ့ကိုအောင်ကျော်ကနောင်ရှုံမြို့နယ်အတွင်းတရားပြင်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းနဲ့အတူလိုက်ပါလာတဲ့ခပြေလွတ်မြောက်လာကကြောင်မဲခရိုင်အထုတိုက်ခိုက်ရေးတပ်ဖွဲ့ထံသို့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ကိုအောင်ကျော်မှမန္တလေးမြို့ကြောက်ဝိုင်းမှာအလုံးလုံးသူဖြစ်ပြီးအလုံးမအပြန်စစ်သားများကဆိုင်ငယ်ကိုတန်းပြီးဖတ်ပုံတင်စစ်ဆေးခဲ့ကြအောင်အဲဒီနောက်မှာကိုအောင်ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးမကွေးစုတောင်းရင်တက်တို့ပို့ဆောင်ခဲ့ကြအောင်ထို့မှတစ်ဆက်နန်လန်မြို့သို့ပို့ဆောင်ခံရကစစ်မှုထမ်းအပတ်စဉ်စနစ်သို့တက်ရောက်ခဲ့ရကြောင်းသိရှိရပါတယ်ထို့သောစစ်မှုထမ်းကြောင့်တို့ပို့ဆောင်ခံရခြင်းကလည်းမိသားစုဝင်များနဲ့အဆက်အသွယ်လုပ်ခွင့်မပေးကြောင်းစီရေးပြရန်လေ့ကျင့်ပေးရသူမှလည်း မှားရဲပါကစစ်သားများကပါရက်ရှင်ဖနက်များတဲ့ကန်ခြင်းနဲ့လှုပ်ဆောင်ပြီးနိုင်ကျင့်နှိပ်စက်မှုများလှုပ်ဆောင်ကြောင်းသိရှိရပါတယ်။ထို့ပြင်စစ်တပ်စခန်းများကလည်းအကြမ်းဖက်စစ်သားများကစစ်မှုထမ်းတပ်သားများကိုအရက်တောက်ခြင်းငွေရစေဝါများစိတ်ကြွစေးများများကိုစိတ်ကြိုက်တောက်သုံးခန်းကြောင်းငွေရစေဝါများရောင်းရှခြင်းကိုလည်းအထက်လူကြီးများကတရားဝင်ခွင့်ပြုထားကြောင်းသိရှိရပါတယ်။စိတ်ကြွစေးတွေပါတွေပေးရလို့ရှိတဲ့ကျွန်တော်တို့အလုပ်ပင်ပန်းနဲ့ဆိုရင်တချို့တငယ်ရင်းနဲ့ဆိုရင် တောင်ဖို့ဆိုရင်ဘယ်နှလုံးရတယ်ပါညာသူတို့ကအဲ့ဒီအကွက်ပါသူတို့အရှင်းရှင်းတွေရောင်းတဲ့ဟာတွေရှိပါတယ်အထက်လူကြီးတွေကတော့သူတို့ကိုယ်တိုင်ပြောတာကတော့တိတာတိမမြင်သေးနဲ့ဆိုပြီးကျွန်တော်တို့ကိုပြောတာမင်းတို့အရက်တောက်ရှင်လဲတောက်ဒါပေမဲ့ငါတို့ရှိမှမလုံးနဲ့စိတ်ချခြင်းသာရှငါတို့ရှိမှမလုံးနဲ့အဲ့လိုပြောထားပါတယ်လို့စစ်မှုတန်းတပ်သားတွေကိုအောင်ကျော်ကပြောဆိုပါတယ်အကြံပေးစစ်တပ်ကစစ်မှုတန်းတပ်သားများကိုရှေ့တန်းတိုက်ဝန်းများမူရစ်စေဝါကျွေးရဲ့ရှေ့တုံးမှတိုက်ခိုင်းကတိုက်ခိုက်ခိုင်းရောက် ကိုင်းနဲ့ချမ်းမြောင်းမှတော်လန်ရေးတပ်ဖွဲ့များကထုတ်ဖို့ပြောဆိုထားပြီးအလင်းဝင်စစ်မှုတန်းတပ်သားများကလည်းစစ်တပ်အတွင်မူရစေဝါများကို တွင်ကျဲစွာအသုံးပြုခွင့်ပြုနေကြောင်းမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုထားတယ်လို့သတင်းရရှိပါတယ်။ညောင်းနောက်ဆုံးတစ်ပတ်မြင်နဲ့ရေတားရှိမှတော်လန်ရေးပူပေါင်းတပ်များကစစ်တပ်စကန်တရှုတ်သိမ်းပိုက်ပြီးနောက်လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်မှုဟုံးကြီးကြောင်စတဲ့ကြောင်နဲ့နေအိမ်များပျက်စီးသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပကိုတိုင်းရတရှိမြို့နယ်ရွာတိရွာရှိစစ်စကန်တိုက်ခိုက်သိမ်းပိုက်ခံရပြန်တော့အကြမ်းစစ်တပ်ကကျေးရွာများကိုဆက်တက်လေထိဖြင့်နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ခုံရောင်စတဲ့ညောင်းတဲ့နေအိမ်များပြက်စီးခဲ့ကြောင်းဒေသခံများကပြောဆိုပါတယ်။ယနေ့အော်တိုဘလ23ရက်နေ့နဲ့22ရက်နေ့တို့မှာအကြမ်းစစ်တပ်ကရေတာရှိမြို့နယ်စစ်တောင်းမြစ်အရှိဘက်ရှိကျေးရွာများကိုဆက်တက်လေထိဖြင့်နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရတယ်။ အကြံပေးစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့တဲ့စက်တင်ကြောင့်ဘုံရင်းကြောင်းနဲ့နေအိမ်များထိခိုက်ပျက်စီးကစစ်တောင်းမြက်အရှိတ်ပဲရှိကျေးရွာများမှပြည်သူများဒေးလို့ရခွက်ပြေးတန်းရှောင်နေရကြောင်းသိရှိရပါတယ်20ရင်းနဲ့စစ်ဝေးစခန်းအသိမ်းခံရတဲ့အဲ့ဒါကိုရှုံးမဲမဲပြီးတော့လိုက်ကျဲနေတာဒီနေ့နဲ့ဆိုရင်နှစ်ရက်ရှိပြီမနေ့ကတည်းကဒီနေ့တည်းကပေါ့စစ်တောင်းမြက်အရှိတ်ဘက်ကပြည်သူနေအိမ်တွေကျောင်းတွေကိုကြည့်ပြီးလိုက်ကျဲနေတာ ြည်သူတွေထိခိုက်တာတော့မရှိဘူး။ဒါပေမဲ့ကြွားထဲမှာမနေရတော့လို့ပြည်သူတွေကတော့တင်းဆောင်နေရတယ်လို့ဒေတာကန်တေကသူကပြောဆိုပါတယ်။အော်တိုဘာလ20ရက်နေ့မှာဂျေတာရှင်မြို့နယ်စစ်တောင်းမြေအရှိတ်ကန်ရှိကြွားတစ်ကြီးရွာများအင်အား60ကန်ပြက်အထိုင်ရှာတက်ဆွဲထားတဲ့စစ်တဲစကန်ကိုတော်လန်ကြီးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ငံကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှတရင်မှုဒုဗုံမှုကြီးညီနိုင်နိုင်အပါအဝင်စစ်သား15ဦးသေဆုံးခဲ့ပြီး စစ်တုံးဝန်နှုတ်ဖန်စီရရှိခဲ့ကြောင်းထို့ပြင်အကြံပေးစစ်တဲဇန်ဝါအခိုင်ဆက်ကြီးတစ်လုံး MA 11အမျိုးအစားတနက်တစ်လက် MA 3အမျိုးအစားတနက်တစ်လက် G 3အမျိုးအစားတနက်၃လက်ရှောက်ကဲမမတစ်လက်ပစ္စတုတစ်လက်ရှောက်ကဲမမကြီး၅လုံးကြီပေါက်စေခုကြီမျိုးစုံအတော့ထောင်ခန့်နဲ့ဤသက်တစ်လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါညောင်